မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး7အပိုင်းငယ်9ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ခတ်သိမ်းသောအရာကိုဖုံးအုပ်တဲ့ ခတ်သိမ်းသောအရာကိုယုံတတ်၏ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်၏ခတ်သိမ်းသော အရာကိုတည်ခံတတ်၏ချစ်တော်မိဘကြီးကိုမောင်နှမတို့ခတ်သိမ်းသော အရာဆိုတဲ့စကလုံးလေးကပင်လေ ကျွန်တော်တို့အတွက်အများကြီးတိဆောက်စရာအကြောင်းဖြစ်စေပါれမေတ္တာဟာအတိုင်းစားမရှိ အကန့်အသတ်မရှိဘူးဆိုတာကို တွေ့ရသလိုအခုမှလည်းချစ်ချင်းမေတ္တာက ခတ်သိမ်းသော အရာကိုမျှော်လင့်တတ်တယ်လို့ပြောပါတယ် တမချန်းစာကိုကြည့်တဲ့အခါမှာယုံကြည်ခြင်းမျောလင်းခြင်းချစ်ချင်းဤသုံးပါရှိတယ်ဤသုံးပါမှာချစ်ချင်းမေတ္တာကအမျက်ဆုံးဖြစ်တယ်လို့ပြောပါတယ်ချစ်ချင်းမေတ္တာနဲ့တွဲပြီးတော့မှမျောလင်းခြင်းဆိုတာလေကျွန်တော်တို့တွေ့ရပါတယ်ယုံကြည်ခြင်းအကြောင်းကိုတော့ကျွန်တော်တို့ခဏခဏကြားပူးပါတယ်ဘလို့ယုံကြည်ခြင်းရှိရမယ်ဘလို့ယုံကြည်ခြင်းရှိခြင်းကဖရားနှစ်သက်တယ်ဆိုတာတွေကျွန်တော်ပြောခဲ့ပါတယ်ဒီမှာလဲကျွန်တော်တို့ကယုံကြည်စိတ်ချမှုဆိုတဲ့အရာထက် မျောလင့်ချက်ဆိုတဲ့အရာလေးကိုကျွန်တော်ဆင်ခြင်ဖို့ဖြစ်ပါတယ်ချစ်တော်မိပါညီကိုမောင်မတို့မရှိတာကြီးကိုတော့ကျွန်တော်တို့မျောလင့်လို့မရပါဘူးမျောလင့်စရာလည်းအကြောင်းမရှိပါဘူးကျွန်တော်တို့ကဗလာနတ္တိမျောလင့်ခြင်းမဟုတ်ပါဘူးမျောလင့်ခြင်းဆိုတာကတကယ်ဖြစ်လာမဲ့တကယ်ရှိလာမဲ့အရာကိုသာ ကျွန်တော်တို့မျောလင့်လို့ရတာဖြစ်ပါတယ်ချစ်တော်မိပါညီကိုမောင်မတို့ခတ်သိမ်းသော အရာကိုမျောလင့်တတ်တယ်လို့ပြောတဲ့အတွက် တမချန်းစာမှာယောမဩဝါရစာထဲမှာတော့ငါတို့မျောလင့်ခြင်းဟာရှက်ကြောက်ခြင်းနဲ့กินတယ်အဲ့ဒီမျောလင့်တဲ့အရာကဧကမှန်ဖြစ်လာမယ်ဘာကြောင့်လဲဆိုတော့တာရှင်တော်ဝိညာဉ်တော်ကဘုရားသခင်ရဲ့မေတ္တာကိုငါတို့စိတ်နှလုံးထဲကိုညှို့လောင်းတယ်လို့ပြောပါတယ်မေတ္တာရှိတဲ့သူမှမျောလင့်ချက်ရှိပါတယ်မေတ္တာရှိတဲ့သူက မျောလင့်ခြင်းဆိုတဲ့အရာကို နားလေတယ်မေတ္တာမရှိတဲ့သူက မျောလင့်ခြင်းမရှိဘူး မျောလင့်ချက်ကိုလည်းနားမလဲဘူးလောကသားတွေရဲ့မျောလင့်ချက်နဲ့ဖះကိုတိတဲ့သူတွေရဲ့မျောလင့်ချက်နဲ့မတူဘူးလောကသားတွေကမရှိတဲ့အရာကြီးကို မျောလင့်တောင့်တနေတာကျွန်တော်တို့ကတော့ဖះသခင်ဆိုတဲ့ဒီရှိနေတဲ့အသက်ရှင်တဲ့ဖះကိုမျောလင့်တာဖះလုတ်ပေးမယ့်အရာကိုမျောလင့်တာကြားကြောင့်မလို့ကျွန်တော်ကချစ်ချင်းမြတ်တာရှိတဲ့အခါမှာဘယ်အရာမဆိုမျောလင့်ချက်ရှိတယ်အကောင်းဘက်မှာကျွန်တော်ဥတီတယ်ဖြစ်လာမယ်လို့ ျွန်တော်ဒီလိုမျိုးမျှော်လင့်တယ်ဒါကြောင့်မလို့မေတ္တာဟာအပေါင်းလက္ခဏာဆန်တဲ့မေတ္တာဟာတကယ်အကောင့်ထဲဖြစ်လာမဲ့အရာကို မျှော်လင့်နေဒါကြောင့်မေတ္တာရှိတဲ့သူဟာအပေါင်းလက္ခဏာရှိတဲ့အပေါင်းလက္ခဏာအမြင်နဲ့စကားပြောတဲ့အပေါင်းလက္ခဏာရှိတဲ့အနာဂတ်ကို မျှော်လင့်နေဒါကြောင့်မလို့ကျွန်တော်တို့ဟာချစ်ချင်းမေတ္တာရဲ့သင်္ကေတအနေနဲ့လူတယောက်ကိုစကားပြောကြည့်တဲ့အခါမှာသူ့မှာမေတ္တာရှိရင်သူကကောင်းလာလိမ့်မယ်ဒီလို စကားမျိုးပြောတယ် ချစ်ချင်းမြတ်တာရှိတဲ့သူရဲ့နှုတ်ကနေဖြစ်လာမှာအစဉ်ပြေလာမှာဆိုရဲစကားမျိုးကိုပြောတယ်ဒီစကားတွေကတကယ်ဖျားလုတ်ပေးမယ်ဆိုရဲအရာကိုမျော်လင့်နေတယ်ဆိုရဲအတိတ်ပဲပဲဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ချစ်ချင်းမြတ်တာက မျော်လင့်ချက်ရှိတယ်ပြောရင် ကိုချစ်ရတဲ့သူတွေပေါ်မှာလဲကိုက မျော်လင့်ချက်ရှိပြီးတော့မှအဲ့ဒီမျော်လင့်ချက်ပြည့်စုံမယ်လို့လဲအေကံအမှန်နားလေသိရှိယုံကြည်ထားနိုင်ပါတယ် ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်ရဲ့နှလုံးသားထဲမှာချစ်ချင်းမေတ္တာရှိနေဖို့အဲ့ဒီချစ်ချင်းမေတ္တာကကောင်းတဲ့လက္ခဏာအပေါင်းလက္ခဏာဆောင်တဲ့လက္ခဏာအနာဂတ်ကိုလည်းတကယ်ဖြစ်လာမယ်ဆိုရဲမျောလင့်ချက်မျိုးရှိတယ်လို့နားလေသိချင်ပါတယ်ဒါကြောင့်ဖျားပေးတဲ့မေတ္တာတကယ်ရှိနေပြီကျွန်တော်ရဲ့အသက်တာထဲမှာရှက်ကြောက်ခြင်းနဲ့ကင်းတဲ့မျောလင့်ချက်နဲ့အသက်ရှင်ရအောင်လို့ခွန်အားပေးတိုက်တွန်းပါတယ် ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရောကိုကျေးဇူးတင်နေကျွန်တော်ရဲ့အသက်တာမှာတကယ့်စစ်မှန်တဲ့မျော်လင့်ခြင်းဒီမျော်လင့်ခြင်းကချစ်ချင်းမြတ်တာက ဖြစ်တယ်ဆိုတာတွေ့ရတယ်မျော်လင့်ချက်ရှိတယ်ဆိုကြတဲ့ကိုကအပေါင်းလက္ခဏာရှိတယ်ဆိုတဲ့အတိပဲဖြစ်တယ်လို့သိရတယ်မျော်လင့်ချက်ကအမှန်တကယ်ပြည့်စုံလာမယ့်အရာဖြစ်တယ်လို့လည်းသိရတယ်ဖျားပေးတဲ့မြတ်တာအတွက်ကျေးဇူးတင်နေထိုမြတ်တာကြောင့်ကျွန်တော်ဟာ ကောင်းတဲ့ဘက်ကိုဥတီတဲ့မျောလင်းချက်တွေရှိလာစေလို့ယေရှုတင်တယ်။ဒီနေ့နှုတ်ကပတော်ကြားရတဲ့မိသားစုဝင်အယောက်တန်းရဲ့အသက်တာကိုကောင်းကြီးပေးပါရယ်။ချစ်ချင်းမြတ်တာအားဖြင့်ဘုရားသခင်ကို မျောလင်းတက်စေပါ။ချစ်ချင်းမြတ်တာအားဖြင့်အပေါင်းလက္ခဏာအမြင်ရှိစေပါ။ချစ်ချင်းမြတ်တာအားဖြင့်အနာဂတ်မှာတာ၍ကောင်းကြီးရှိသော နေ့ရက်တွေကိုဖျက်ဆီးရမယ်လို့မျောလင်းပြီးရဲရင်ချင်းရှိစေပါ။ယေရှုတင်လက်တဏိတာကိုဆက်ကတ်တဲ့အခါမှာ ်။ဒီပါရီတော်သားတော်သခင်ယေရှုခရစ်တော်နာမ၌ဆက်ကအနံဆုတောင်းပါ၏။အာမင်။